။ဟောဒီနေ့မှာတော့ဗမာကက်သလစ်ဘာသာရဲ့အထွတ်မဲ့ဖြစ်တဲ့ပုရဟန်းမြင့်ကြီးအသည့်လီယို14အကြောင်းကို အနေငယ်ပြဝေပေးခြင်းပါတယ်။ဒီပုရဟန်းမြင့်ကြီးလီယိုလို့ခေါ်ထင်ရတဲ့အကြောင်းရင်ဘာလို့14လို့ပြောသလဲဆိုလို့ရှိရင်တော့အနေငယ်ဘုဒ္ဓတက်အနေနဲ့ပြောပြခြင်းပါတယ်။တခိယေဇူးကတော့ဒီနောက်ဆုံးရဲ့တပည့်တော်ကြီးနောက်ဆုံးတပည့်တော်ကြီးစိန့်ပီတာနေဆက်ခဲ့ပါတယ်။သူကပထမဦးဆုံးသုရဟမင်းကြီးဖြစ်လာခဲ့ပြီးတော့ အခု2025ရောက်တဲ့အထိဆိုလို့ရှိရင်တော့လီယိုဆိုတဲ့နာမည်နဲ့ပုံရဟမင်းကြီးဖြစ်ခဲ့တဲ့ဒီပုံရဟမင်းကြီးပေါင်းက14ဖြစ်ပါတယ်14ရောင်မြောက်ဖြစ်နေပါပြီအဲကြောင့်အဲပုံရဟမင်းကြီးလီယို14လို့အဲခေါ်ထင်ရတာဖြစ်ပါတယ်အခုပုံရဟမင်းကြီးလီယိုအကြောင်းကိုအနည်းငယ်မျှဝေခြင်းပါတယ် ရွေးကောက်ခံရခြင်းပေါ့နော်သူကိုပေါ်ရဟမင်းကြီးဖရန်စစ်ပြန်လွန်တော်မူပြီးနောက်2025မေလ10ရက်နေ့မှာပေါ့နော်ရဟမင်းအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ပါလေသူဟာအမေရိကန်ပြည်ထောင်စုကပထမဦးဆုံးပေါ်ရဟမင်းဖြစ်တဲ့အတွက်တမိုင်းဝင်ရွေးကောက်တင်မြှောက်ဖို့လို့မှတ်ယူရပါတယ်သူရဲ့ကိုကြီးအချက်လက်တွေကတော့သူရဲ့မွေးနာမည်ကတော့ Robert Francis Prepost ဖြစ်ပါတယ် သူက1955ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာအီလွန်ရိုင်းပြည်နယ်ချီကာဂိုမြို့မှာမွေးဖွားခဲ့ပါတယ်။သူကစိတ်အော်ဂတ်စတင်သတင်းဝင်တူအသင်းဝင်တူဖြစ်ပါတယ်။သူကပီရူးနိုင်ငံမှာသာသနာပြုလုပ်ငန်းတွေကိုကြံကြံပြပြလှုပ်ဆောင်ခဲ့တဲ့တမိုင်းကြောင်းလည်းရှိပါတယ်။သူကပီရူးနိုင်ငံသားလည်းဖြစ်ပါတယ်။သူ့ရဲ့အရေးပါမှုတွေကတော့သူကမြောက်အမေရိကတပ်ပထမဦးဆုံးပုံရဟန်းမင်းဖြစ်ပါတယ်။သူက ်အော်ဂတ်စတင်ဂိုင်းဝင်ပထမဦးဆုံးပုပ်ယဟန်မြင့်လည်းဖြစ်ပါတယ်သူ့ရဲ့ရေကောက်တင်မြှောက်မှုပါဆိုလို့ရှိရင်တော့သူ့ရဲ့နောက်ခံအကြောင်းနဲ့ကတရစ်ဒီ charge အပေါ်မှာသူ့ရဲ့ဖြစ်နိုင်ခြေရှိတဲ့လွှမ်းမိုးမှုတွေကြောင့်အာယုံဆိုင်ခံခဲ့ရပါတယ်အစောပိုင်းမှာလုံဆောင်ချက်တွေကတော့သူ့ရဲ့ပထမဆုံးမိတ္တဟာယပွဲကိုကျင်းပခဲ့ပြီးကဘာကဘာကြီးရင်ဆိုင်နေရတဲ့ပြဿနာတွေလို့ သူမြင်တဲ့အရာတွေကိုစတင်ကင်တွယ်ဖြစ်ရှင်းနေပါတယ်။သူ့ရဲ့ယာဒုတက်ရောက်ချင်းကတော့အခမ်းအနားကို2025ခုနှစ်မေလ16ရက်နေ့မှာကျင်းပဖို့ရှိပါတယ်လို့ပြောပါတယ်။ဒါမှမဟုတ်အတူတူပြောရမယ်ဆိုလို့ရှိရင်တော့ပုံရဟမင်းကြီးလီယို14ရဲ့ရွေးကောက်တင်မြှောက်မှုပါဆိုလို့ရှိရင်တော့ကက်သလစ်ချာချ်ရဲ့တမိုင်းမှာထူးခြားတဲ့အဖက်အတန့်တစ်ခုဖြစ်ပြီးတော့သူ့ရဲ့ထူးခြားတဲ့နောက်ခံအရာနဲ့ အတွေ့အကြုံကနေပုံရဟန်းမင်းကြီးယာတို့ကိုရှုရအစ်စ်တွေယူဆောင်လာပေးမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ဒီနေ့ကျွန်တော်တို့ပုံရဟန်းမင်းကြီးလီယို14ရဲ့ဒီအကြောင်းလေးကိုရှင်းပြတာဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်